ပေါင်းတက်မြို့နယ်တွင်ရဲများမိုင်းဆွဲတိုက်ခိုက်ခံရာဒုရအိုအေမီထွန်းပါဝင်ရဲနှစ်ဦးဒဏ်ရာရရှိပဲခူးတိုင်းပြည်ခိုင်ပေါင်းတက်မြို့နယ်တွင်ဆိုင်ကယ်၃စီးဖြင့်ထွက်လာသောရဲတပ်ဖွဲ့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒုရအိုအေမီထွန်းနှင့်နေရင်းအောင်ကျော်ထက်တို့ပါဝင်ရဲနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်ထိခိုက်ဒဏ်ရာရရှိသောရဲဝင်များကိုပြည်စည်းရုံသို့အရေးတကြီးပို့ဆောင်ပေးခဲ့ပြီး တည်ဆုံးခြင်းရှိမရှိစုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်။အော်တိုဘာ၁၈ရက်မနက်9:15မိနစ်ခန့်တွင်ပေါင်းတပ်မြို့နယ်မှတ်တိုင်ကျေးရွာမှတ်တိုင်ရဲစခန်းမှဒူရဲအုပ်အိမေထွန်ဦးဆောင်သောရဲငါးဦးတို့သည်ဆိုင်ကယ်၃စီးဖြင့်တမန်ကြီးရွာဘက်သို့ဂိတ်ဖွင်စစ်ဆေးရန်ထွက်ခွာလာစဉ်ညောင်မင်းအောက်ရှိတမန်ကြီးရွာလမ်းစုံတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမှတ်363တက်တရင်တက်ခွဲလေးမှရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းအမှတ်363တက် တပ်ရင်းစစ်ထောက်လမ်းကြီးတာဝန်ခံရဲဘော်ရှဲတို့ကပြောကြားပါတယ်ဒီတိုက်ခိုက်မှုသည်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ27ကိုကယ်မှုအောက်ရှိတပ်ရင်းမှလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ထို့ရက်တပ်ဖွဲ့ဝင်များသည်ဂိတ်ပွင့်ထားရာတမန်ကြီးရွာညာဝင်အောက်တွင်ခီးသည်ပြည်သူများ၏ဆိုင်ကယ်များကိုဖမ်းဆီးအာမယူဆောင် စားတောက်ကုန်များကိုတင်စီပြည်သူများထံမှငွေတောင်းခံဝင်မပေးနိုင်မှာကဖမ်းဆီးထောင်ချစသည်တို့ကိုပြုလုပ်နေခဲ့ကြောင်း ဒေသခံများထံမှသိရပါတယ်။ဤကိန်းများကပြည်သူများကိုနေ့စဉ်စိတ်ပြက်အားငယ်စေခဲ့ပြီးတိုက်ခိုက်မှုသည်ထိုလောက်ရများကိုတုံ့ပြန်ရန်ရည်ရွယ်ခဲ့ခြင်းဖြစ်နိုင်ကြောင်းဒေသခံအရေးမြင့်များက ဆိုပါတယ်။ပဲခူးတိုင်းပေါင်းတယ်မြို့နယ်သည်စစ်ပွဲပြင်းထန်နေတဲ့ဒေသတစ်ခုဖြစ်ပြီးနေ့နှဲငယ်တွင်ရဲနဲ့စစ်တပ်တို့ဤကိန်းများနှင့်စစ်ဆေးမှုများကပြည်သူများကိုပြင်းထန်စွာနှိပ်စက်ခဲ့ကြောင်းဒေသအစီရင်ခံစာများအရသိရပါတယ်။ ဖြစ်ရသည့်မြန်မာနိုင်ငံပြည်တွင်းပဋိပက္ခများတွင်ရဲနှင့်တော်လှန်ရေးအင်အားစုများအကြားတင်းမာမှုဆက်လက်မြင့်နေသည့်ကြောင့်ပြသနေပြီးပြည်သူများဘေးကင်းရေးစောင့်ကြည့်ရန်အကြံပြုထားပါတယ်ရှင်။